ွန်လ24ရက်နေ့ဂျွန်လနောက်ဆုံးအပတ်ရက်တစ်ပတ်ရက်ကျွန်တော်တို့ဒုတိယမြောက်နေ့ပေါ့နော်အင်ကာနီတီယက်တာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာကျစိနေတာကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်အာမနေ့ညနဲ့ဒီနေ့မနက်မှာတော့ကျွန်တော်သတင်းပေါင်းများလာတာဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်အီရန်အစ္စရေးအမေရိကန်သုံးနိုင်ငံပတ်လဲကျွန်တော်တို့ပြည်ပခစစ်ပွဲရဲ့ breaking news တွေတောက်လျှောက်ထွက်ခဲ့တယ်ပေါ့နော်အဲ့အပတ်ကမှာလက်ရှိမှာကမ္ဘာကျစိကြနေပြမနေ့ရလဲမနက်ခင်းအာရှစီကွက်ချိန်မှာအကြပြတယ်ဒီနေ့မှာလဲကျွန်တော်တို့မနက်ခင်းအာရှစီကွက်ချိန်မှာအကြပြနေတဲ့ကမ္ဘာကျစိရဘယ်လိုလဲဈေးဆက်ကြမလား ဒါမှမဟုတ်ကျွန်တော်တို့တော်တော်များများမျောလင်းတယ်လို့အားစပွဲပြိပခိုင်ကြောင့်ဈေးတက်မလားဆိုတဲ့ဟာကိုကျွန်တော်တို့သုံးသပ်ကြည့်လိုက်အောင်เนาะအရင်ဆုံးကျွန်တော်တို့ကဘာရွှေရဲ့ဈေးအတက်ကြချက်တွေကိုကျွန်တော်နီးပညာပိုင်းအောင်သုံးသပ်ကြည့်လိုက်အောင်လက်ရှိအရတော့ကျွန်တော်တို့ထိုင်းစံတော်ကျင်းအားဖြင့်ဆိုရင်ညနေ့လယ်7နာရီပေါ့เนาะဗမာစံတော်ကျင်းရင်ဆိုရင်ကျွန်တော်တို့အာ7ခွဲပဲရှိအောင်မှာပေါ့เนาะဟုတ်ပြီအားဖက်တဲ့ခါမှာကျွန်တော်တို့ကဘာရွှေစီယာမနီယာတည့်တန်နေထားမှာကျွန်တော်တို့ဈေးအကျနဲ့ပြီးခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်ကျွန်တော်တို့3305ဈေးတန်းအောက်မှာတည့်ရတာဈေးပိတ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီအနေထားကိုကြည်ကျင်းအားဖြင့်ကမ္ဘာတရှိကမ္ဘာရွှေစေးရရောင်းလိုအားအလုံးရင် ရှိနေတော့မယ်ခင်ဗျ။တနည်းအားဖြင့်ဈေးကပြန်ပြန်ဆွဲတင်တယ်ဆွဲတင်တဲ့ခါတိုင်းအယောင်းခံရတယ်။ရောင်းလိုအားတွေဝင်လာတယ်။မနေ့တော့ကညတော့ကဆိုရင်ကျွန်တော်တို့အာကျွန်တော်အီရန်ကပေါ့နော်အဲဒီကာတာမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုတိုက်တုံးအောင်ဆိုရင်ကမ္ဘာရွှေစေးက3390ကိုတုံးလောက်ထိတက်သွားတယ်။ပြီးအဲ့3390ကိုတုံးဝင်းချင်မှာပဲရောင်းလိုအားတွေဝင်လာပြီးတော့ဒီနေ့မနက်မှာဆိုရင်ကျွန်တော်တို့ဘလောက်ထိကြာသွားလိမ့်မယ်ဆိုကျွန်တော်တို့3333ထီတောင်စီးကြာသွားလိုက်ပြီ အဲ့ဒါပြတဲ့ခါမှာလက်ရှိကပ္ပရွှေစီယာပြကျွန်တော်တို့ဒီအနေထားကိုကြည့်မှဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်အင်ဂါနေ့ကြတဲ့ပေါ့နော်အာအင်ဂါနေ့ကြတဲ့မဟုတ် sorry ဗိုဒဘူးနေ့ကြတဲ့ပြီးခဲ့တဲ့အပတ်ဗိုဒဘူးနေ့ကြတဲ့ကမနေ့တနင်္လာနေ့အထိပေါ့နော်၄ရက်ဆက်တိုက်အကြနဲ့ပြီးခဲ့ခြင်းဖြစ်ပါတယ်ဈေးပြန်ပြန်တက်တယ်ဒါမဲ့အယောင်းတွေဝင်ဝင်လာတယ်အဲ့ဒါပြတဲ့ခါမှာလက်ရှိကပ္ပရွှေစီယာမှာရှင်းပါလေအယောင်းတမားတွေကြီးစိုးနေရတယ်ပြောလို့ရအယောင်းလုံးအားတွေကြီးစိုးနေရတယ်ပြောလို့ရတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာဒီနေ့မှကျွန်တော်ဘာလို့ ဆက်ပြီးတော့ကန်ရမလဲဆိုတော့ရှင်းပါလေကျွန်တော်ဈေးတက်တိုင်းအယောင်းကိုပဲလိုက်ရှာမှာဖြစ်ပါတယ်အမြင့်ဈေးဒီမှာပေါ့နော်အဲ့အဖက်ကဒီနေ့တင်းတာမှာလဲဈေးကြမယ်လို့မှန်းနေတည့်ရတာအနေထားအဖြစ်ပေါ့နော်ဘာလို့ဈေးကြမယ်မှန်းလဲရှင်းပါလေမနေ့ကလဲတည့်ရတာအနေထားရအကြနဲ့ပိတ်သွားတယ်လေးရမြောက်အကြနဲ့ပိတ်သွားတယ်ပြီးတော့3305ဈေးတန်းအောက်မှာပိတ်သွားတယ်တကယ်လို့သာဗျာကပ္ပအဖြစ်စီဒီနေ့မှာဈေးပြန်တက်ချင်တယ်ဆိုရင်မနေ့ကတည့်ရတာပိတ်စီဗျာ3305အထက်ပိတ်ဖို့ဆိုတာဘာမှမခရင်အဲ့ဒါပြတဲ့ကောင်မှာကျွန်တော်3305 အောက်မှာပဲပိတ်သွားတာကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ဒီနေ့ကပတ်ချွေစီရစီအကြဆက်ကောင်းနိုင်ပါတယ်ဟုတ်ပြီအဲ့ဒါပတ်သက်ကဘယ်စီးရဲနေမှာကျွန်တော်ရောင်းတင်လဲကျွန်တော်တစ်ချက်သွားကြည့်မယ်ဆိုရင်ကျွန်တော်အချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်ကြည့်ကြည့်မယ်ဒါလေးကတော့ကပတ်ချွေရဲ့အဲဈေးအတကြချက်ကိုပေါ့နော်ကျွန်တော်တို့အတုံးတုံးကတနာရဲ့အတိုင်းအတာအပေးစီနဲ့ညီများအနေထားကိုကျွန်တော်ကြည့်နေခြင်းဖြစ်ပါတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ဒီနေ့ကပတ်ချွေစီကိုကျွန်တော်ရောင်းမယ်ဆိုရင်ဘယ်စီးရဲမှာရောင်းတင်လဲလို့မြင်မယ်ဆိုရင်အနည်းဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ နီးဆုံးအနေနဲ့ကျွန်တော်ဘယ်စီးတန်းမှာရောင်းကျင်လဲလို့မိမယ်ဆိုရင်ကျွန်တော်တို့3360နဲ့ကျွန်တော်ဒီ3365ကြာစီးတန်းဆုံးမှာကျွန်တော်ပထမဆုံးရောင်းဖို့စဉ်းစားခြင်းတယ်ခင်ဗျအနည်းဆုံးနေနဲ့မ360နဲ့3365ကြာစီတန်းကြာမှကျွန်တော်ရောင်းမှုအားပေးခြင်းပါတယ်အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်ဘယ်လောက်လောက်ပေးစီခြင်းနဲ့မိမယ်ဆိုရင်အာ3380အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်ဘယ်လောက်လောက်ထိကြည့်လို့ရလဲမိမယ်ဆိုရင် 30လောက်တိယူလို့ရပါတယ်ဒီမနေ့တော့အဲ့ဝင်ချင်းတိကြောက်ပါတယ်ဘောနော်330တိကျွန်တော်ယူလို့ရပါတယ်ဒါပထမရောင်းမစီတန်းဆိုဟုတ်ပြီတကယ်လို့ပါဒီထက်ဈေးပိုတက်သွားရင်ရောဒီထက်ဈေးပိုတက်သွားရင်တော့ကျွန်တော်နောက်ထပ်ရောင်းတင်တဲ့စီတန်းဆိုကတော့ဒီ335နဲ့ဒီ380ကြာစီတန်းဆိုဝင်ပြအဲ့စီတန်းဆိုကဒုတိယရောင်းတင်တဲ့စီတန်းဆိုဖြစ်ပါတယ်ကျွန်တော် အမြတ်ပိုင်းစေးတန်းကိုကျွန်တော်ခုနပြောလို့ပဲကိုကခဏပဲစောင့်ကြည့်နေဆိုရင်တော့3350လောက်ထိပဲယူပေါ့နော်တကယ်တကယ်လို့မဟုတ်ဘဲကိုက Rispo United ပိုလဲစောင့်နိုင်နေဆိုရင်တော့3330လောက်ထိယူပါခင်ဗျအရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်တို့3385အထက်လောက်မှာပေးပါဒါဒီနေ့အတွက်ပေါ့နော်ဒါဒုတိယရောင်းတင်တဲ့စီးရန်ဆုံးဖြစ်ပါတယ်ကျွန်တော်မြင်ရတော့အလုံးစုံဒီအထိပဲတက်မလာပေါ့နော်ဘာလို့လဲမဲဆိုတော့တောက်ကြကြာပြင်းနေတော့ဆိုကပ္ပချွေစီက3400နာထီတက်ခဲ့3400ပါနာထီတက်ခဲ့တယ်ပေါ့နော် ပြီးရင်ကျွန်တော်မနေ့ကတနင်္လာနေ့မှာဆိုရင်သူက3390 63လောက်တူပြီးတက်ခဲ့တာပြတဲ့ခါမှာတရက်တဲ့တရက်ပေါ့နော်တက်တဲ့အမြင့်ဆုံးဈေးကဖြည်းဖြည်းချင်းနှိမ့်လာတယ်တနင်္လာပြဈေးအကျအားတာတဲ့နေသားမှာဖြည်းဖြည်းချင်းအမြင့်ဈေးကနှိမ့်လာတယ်မနေ့က3390 63လောက်ဒီပဲအမြင့်ဆုံးတက်ခဲ့တယ်ဆိုရင်ဒီနေ့တရက်တာမှာကျွန်တော်အမြင့်ဆုံးဈေးကိုလည်းကျွန်တော်ထင်တာတော့အလုံးစုံတက်ပြ3385လောက်ဒီပဲကျွန်တော်တက်မယ်လို့မြင်ပါတယ် 3358 3384အဲ့ဒီအဲ့ဒီပဲတက်မမြင်ပါနဲ့အဲ့အပတ်ကခါမှာကျွန်တော်ကတော့ဒီနေ့အတွက်ဒုတိယရောင်းမစည်းလမ်းစုံကိုတော့ကျွန်တော်ဒီ3385နဲ့3380ကြာမှာရောင်းဖို့ကျွန်တော်အားပေးခြင်းနဲ့အရှုံးပိုင်းစည်းလမ်းက3385ထက်လောက်ပေးအမြတ်ပိုင်းစည်းလမ်းကတော့ကျွန်တော်တို့စောင့်နိုင်ရင်3330လောက်ထိယူလို့ရပါတယ်အဲ့ဒါအပတ်ကခါမှာကျွန်တော်ဒီနေ့တရက်တာပိတ်စည်းကိုပေါ့နော်ကျွန်တော်တို့အာတရက်တာဆိုတရက်တာပိတ်စည်းမို့ဒီနေ့တရက်တာမှာကျွန်တော်ဝယ်တင်တဲ့စည်းလမ်းအနေထားဆိုရင်ဘယ်စည်းလမ်းမှာကျွန်တော်ဝယ်တင်လဲဝယ်တင်တဲ့စည်းလမ်းအနေထားကိုကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ နည်းနည်းလေးကျွန်တော်ခြုံကြည့်လိုက်မယ်ကျွန်တော်ဒီနေ့မှာကျွန်တော်ဝယ်မယ်ဆိုရင်ကျွန်တော်ဘယ်ဈေးတန်းမှာဝယ်ဖို့အားပေးချင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်ဒီဈေးတန်းဆိုတော့မှာဝယ်ကောင်း sorry ဒီဈေးတန်းမဟုတ်ဆိုမဟုတ်ကျွန်တော်ဒီဈေးတန်းဆိုတော့ပေါ့နော်အဲ3323 sorry 3320ဇေရနာဝင်းကျင်ရောက်တယ်ဆိုရင်တော့ကပားရွှေစီကိုတစ်ချက်အဝယ်ပြန်စဉ်းစားလို့ရပါတယ်3320ပေါ့နော်တခုရှိတာနီးပညာပိုင်းအတိပြည့်ချက်ဆောင်ပါ3320ဇေရမှာကျွန်တော်တို့ ပြန်ပြီးတော့ဝယ်လို့ရပါရေတိုးလေးပေါ့နော်အမြတ်ပိုင်းဈေးနှုန်းကတော့340 3345လောက်ထိယူလို့ရတယ်အရှုံးပိုင်းဈေးနှုန်းကတော့335အောက်လောက်မှာပေးပါဟုတ်ပြီ320အောက်ကိုပါဈေးကဖောက်ကျသွားတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဈေးနှုန်းပေါ့နော်390နာဝင်ကျင်မှာကျွန်တော်တို့အဝယ်ပြန်စဉ်းစားလို့ရပါ390ပေါ့နော်ဤပညာပိုင်းအတိပြည့်ချက်ဆောင်ပါ390နာဝင်ကျင်မှာကျွန်တော်တို့ အာဝယ်ဖို့အတိပြုချက်ရပြီဆိုရင်ပြန်ဝယ်ပါကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကိုကျွန်တော်တို့3330လောက်ထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့3255အောက်လောက်မှာပေးပါခင်ဗျအဲ့ဒါပြတ်ကကျွန်တော်ကဒီနေ့တော့ကျွန်တော်အယောင်းကိုပို့ကြိုက်ပါပဲဈေးအကျအားတမယ်လို့သုံးသပ်တာပြတ်ကမှာကျွန်တော်တို့ဈေးတက်တန်းရောင်းဖို့အားပေးခြင်း ਨੇ တကယ်လို့မကိုကတကယ်လို့ဈေးရဗျာကျွန်တော်ပြောရဲဈေးတန်းဆုံးတွေမတက်ဘဲနဲ့ထိုးကြသွားတယ်ဆိုရင်ရောထိုးကြသွားရဲဆိုတော့ဒီ3320ဈေးတန်းအောက်မှာကဘာရွှေဈေး အချိန်တနားရီအတိုင်းတာအပိစင်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားတယ်ကျွန်တော်တို့ market ခေါ်ရ H1 beacon နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်ရောက်ပါ3.90တိအနည်းဆုံးဈေးဆက်ကြနိုင်ပါတယ်3.90လောက်မှာအမြတ်ပိုင်းဈေးတန်းပေးပါအရှုံးပိုင်းဈေးတန်းကတော့ဗျာကျွန်တော်3.325အထက်လောက်မှာပေးပါခင်ဗျအဲ့ဘက်ကဒီနေ့တော့ကျွန်တော်အရောင်းကိုပို့ပြီးဦးစားပေးခြင်းပါတယ်ဖြစ်နိုင်ရင်တော့ဈေးပြန်ကန်တက်ခဲ့ရင်အမြင့်ဈေးမှာရောင်းတာတော့ကျွန်တော်တို့ပို့ပြီးတော့ risk နေနိုင်ပါတယ်ခင်ဗျအဝယ်အရတော့ကျွန်တော်ပြောရည်ဒီ 3320လို့3290နားလို့မှစဉ်းစားလို့တော့ရပါတယ်။ဒါပေမဲ့ကျွန်တော်ပြောခဲ့လိုမျိုးပဲနီးပညာပိုင်းရအတီးပြုချက်ပေါ့နော်။ကျွန်တော်သုံးတဲ့ကန်တယ်တွေကျွန်တော်သုံးတဲ့နီးစနစ်တွေရအတီးပြုချက်တက်ဖို့အတီးပြုချက်ရပြီဆိုမှဝယ်တာတော့ပို့ပြီးတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ပြီးတော့လေကျွန်တော်ဒီနေ့တရက်တာအပိတ်စေးကကျွန်တော်တို့ဘဲအောက်ပိတ်ခံရင်နောက်ရက်ဒီစေးအကြအဆက်ကောင်းမလဲလို့မိမဲ့ဆိုရင်ဒီနေ့တရက်တာအပိတ်စေး3330အောက်မှာဒါစေးပြန်ပိတ်ခံရင်တော့ကဘာရွှေစေးပေါ့နော်။ဒီတစ်ပတ်ထဲမှာကျွန်တော်3260 3250ဈေးတန်းထိ ဈေးအကျမြင်ရနိုင်ပါတယ်3330ဈေးတန်းအောက်ဈေးပိတ်ခဲ့တယ်မနော်3330ဈေးတန်းအောက်ကျွန်တော်ဒီမှာ3330ဈေးတန်းကြီးကျွန်တော်ပြလိုက်ပါဟုတ်ပြီ3330ဈေးတန်းကျွန်တော်နည်းနည်းလေးချဲ့ပြလိုက်မယ်ကျွန်တော်3330ဒီဈေးတန်းအောက်ပိတ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဘာကဘာရွှေကိုကျွန်တော်နောက်ဒီဘက်ထဲမှာပေါ့နော်3250 3260ဈေးအကျအကောင်းတာမြင်အောင်များပါတယ်စန့်ကျင်ဘက်နေနဲ့ပေါ့နော်ဒီနေ့တရက်တာပိတ်ဈေးတာဒီအပေါ်ကကျွန်တော်တို့3330 90ဈေးတန်းအထက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်ပေါ့နော်အဲ့390ဈေးတန်းအထက်မှာဈေးပြန်ပိတ်နိုင်ခဲ့ရင်တော့ကဘာရွှေကိုကျွန်တော်တို့ဒီတစ်ပတ်ထဲမှာပေါ့နော်3430 3440ဈေးတွေနီးပညာပိုင်းရအ ਨੇ ဆုံးဈေးအတက်အကောင်းနာမြင်ရပါလိမ့်မယ်အဲ့ဘက်ကကျွန်တော်ဒီနေ့တရတာပိတ်စရာ3330အောက်ပိတ်နိုင်မလား3390အထက်ပိတ်နိုင်မလားဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ကျွန်တော်တော့အကြမ်းမှန်းထားတယ်အေး3330အောက်ပိတ်မလားပဲတစ်ချက်ကြည့်အောင်ပေါ့ဒီနေ့တရတာပိတ်စရာโอเค ဒါနီးပညာပိုင်းရတော့ချက်ဖြစ်ပါတယ်တရင်းမန်းကိုကျွန်တော်တွားကြည့်အောင်တရင်းညမှာတော့ကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့ data နှစ်ခုထပ်ပို့ရှိတယ်ဗမာစံတော်ချိန်ည၈နာရီခွဲမှာအာ CP consumer confidence data ထပ်ပို့ရှိတယ်ပြင်အမေရိကန်ပိုးပန်းဥက္ကဋ္ဌပိုးဝဲရဲ့ဈာနာအစီရင်ခံစာရှိတယ်ပေါ့နော်ညာ၈နာရီကလွတ်တော်မှာဈာနာအစီရင်ခံစာရှိတယ် CP Consumer Confidence ဆိုတာတော့အမေရိကန်နိုင်ငံကစားသုံးသူပြည်သူတွေရဲ့သူတို့ရဲ့ယုံကြည်မှုအညွန့်ကိန်းပေါ့နော်သူတို့ရဲ့စီးပွားရေးအပေါ်ယုံကြည်မှုအညွန့်ကိန်းဖြစ်ပါတယ် ဲ့အညွန်ကိန်းကတက်လာမယ်လို့မှန်းထားတယ်99.4ပေါ့နော်တက်လာမယ်ဆိုတဲ့အသေးပဲပြောချင်တာအမေရိကန်စီးပွားရေးကပြန်တက်လာတယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်အမေရိကန်စီးပွားရေးပြန်တက်လာတဲ့အနေအထားမှာကျွန်တော်တို့ကမ္ဘာရွှေစီးရသတင်းပိုင်းရကြနိုင်ကြတော့ရှိတာပေါ့ဒါပေမဲ့တခုရှိရအဲ့ည7နာရီခွဲအဲ့ CB Consumer Confidence Data ရဲ့စာည7နာရီခွဲမှာပိုးဝဲရဲ့လွတ်တော်ဝင်မှာအကြမ်းနာအစီရင်ခံမှုမှာပိုးဝဲဘာတွေပြောမလဲကပို့ပြီးအရေးကြီးမယ်ထင်တယ်ခင်ဗျာ အဲ့အပ်တဲ့ခါမှာဒီကျွန်တော်ဝါပြတဲ့ဘက်ကအီရန်တို့ဘာကိစ္စအာရုံရောက်နေတော့ဒီညကပိုးဝဲရဲ့အဲ့ဂျာနာအစင်ခံမှုကိုလွတ်သွားမျိုးဖြစ်စေတယ်ပေါ့ပိုးတဲ့ပိုးဝဲရဲ့ဂျာနာအစင်ခံမှုမှာဗျာသူကဘန်တိုးနှုတ်ရှော့မာတွေဘာတွေအဲ့အရာတွေထည့်ပြောခဲ့ရင်မထင်မှတ်ပဲနဲ့အရာကလည်းအဖက်ရှိသွားနိုင်စီအတက်ကြတွေကြံသွားနိုင်တယ်ပေါ့နော်အဲ့အရာလေးကိုသတိထားဖို့လိုအပ်ပါတယ်ပြီးတော့မနေ့ညတော့ဆိုရင်ကျွန်တော်ကအီရန်ကကာတာမှာရှိတယ်ပေါ့နော်ကာတာနဲ့အီရန်မှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုတိုက်ခဲ့တယ်မစ်ဆိုင်းတွေနဲ့တိုက်ခဲ့ပေါ့နော်ပြဿနာဒါပေမဲ့အမေရိကန်စစ်စခန်းတွေကတခုမှတိုက်ခိုက်မှုမရှိဘူး ဟုတ်နော်အမေရိကန်ရဲ့ဒုံးကြီးကာကွယ်စနစ်တွေကဂျားဖြတ်ပစ်ချနိုင်ခဲ့တယ်ပေါ့နော်ထရန့်ကဒီမနက်မှရေးခဲ့တယ်ပေါ့နော်အာသူတို့စစ်စခန်းတွေဘာမှတိုက်ခိုက်မှုမရှိဘူးကျွန်တော်တို့အာအီရန်ကကြိုးအတီးပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော်အရာက US ရေးရလားတကယ်ကိုရေးရလားတော့မသိဘူးပေါ့နော်ကျွန်တော်ထင်တာရွက်ရည်တာဖြစ်ပုံများအီရန်အကျိုးတီးပေးခဲ့လို့ကျေးဇူးတင်တယ်အဲသူအီရန်နဲ့အီရန်အစ္စရေးတို့အဲ့အပြစ်ခတ်ရဆဲတဲ့ဘုံညီကြီးရပြီလို့ပြောတယ်ပေါ့နော်တစ်ဖက်မှာအီရန်နိုင်ငံသားဝင်ကြီးကပြန်ရေးတာရဲ့အပြစ်ခတ်ရဆဲတဲ့ဘုံညီကြီးကမရသေးဘူးဒါပေမဲ့အစ္စရေးအနေနဲ့ ဒီနေ့ပေါ့နော်ကျွန်တော်တို့အာအီရန်စစ်လုံးချိန်မနက်၄နာရီနောက်ပိုင်းအီရန်ကိုအီရန်နိုင်ငံကိုတိုက်ခတ်နေတာရက်မယ်ဆိုရင်တို့လည်းအပြစ်ခတ်ရစေဖို့စဉ်းစားမယ်ဆိုပြီးပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီမနလေးနိုင်နောက်ပိုင်းလည်းအစ္စရေးကအီရန်ကိုတော့ကျွန်တော်တို့တိုက်ခတ်မှုတွေရှိနေတော့မှာခင်ဗျ။အဲ့ဒါပသက်ခါမှာတို့တို့ဘလုံနေထားရဲ့ဆက်ဖြစ်လာမလဲ။ဒါပေမဲ့တို့ရဲ့ထုတ်ပြန်ချက်တွေလေးတန်းနေကြည့်ရတာအရင်တော့ကတော့တင်မှန်မှုတော့မရှိတော့ခင်ဗျ။ဟုတ်ကဲ့လားအရင်တော့ကတော့ အပြစ်မဲ့တိုက်တိုက်ခိုက်မဲ့ဘာဖြစ်မဲ့ညာဖြစ်မဲ့ဘောနော်ဥမာ trans ဆိုလဲကျွန်တော် Iran nuclear စစ်စင်မစွတ်လို့ရင်ဘာလုပ်မဲ့ညာလုပ်မဲ့အဲ့လိုပဲ Iran ကလည်းအဲအမေရိကန်နေနဲ့သူအရှိလက်ပိုင်းဒေသမှာချစ်စစ်ကနေဘာဖြစ်မဲ့ညာဖြစ်မဲ့ပြောတာမျိုးထက်ဆိုင်ဒီနေ့မနေ့ပြောသွားတဲ့ဟာလေးပေါ့ Iran နိုင်ငံကြားရေးဝန်ကြီးရောကျွန်တော်တို့ trans ပြောတာတော့ကနည်းနည်းလေးကျွန်တော်ပျော့ပြောင်းလာပြောချင်တာကသူတို့စစ်ပွဲနဲ့ပတ်သက်ပြီးဒီ12ရက်ကြာဖြစ်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ရဲချင်တဲ့သဘောလိုယူဆလို့ရတယ်ခင်ဗျ ဲ့ဒါပြတဲ့ခါမှာရှင်းပါလေစစ်ပွဲရက်မဲ့အနေထားမျိုးဖြစ်လာရင်ကဘာရွှေစီပေါ်ဘယ်လိုတက်ရောက်မှုရှိနိုင်လဲရှင်းပါလေကျွန်တော်တို့ကဘာရွှေစီအကြပ်ပဲဆက်သွားနိုင်တယ်ခင်ဗျစစ်ပွဲရက်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာတော့တခုတတိထားမှာလေအေးစစ်ပွဲဖြစ်ပြီဆိုပြီးတော့လိမ်ဝင်နေတဲ့လူတွေဟိုမှာတနင်္လာနေ့မနေ့ဗျာအာအမေရိကန်အီရန်ကိုနျူကလ িয়ার ဆဲအောင်လို့ဘုံကျဲလို့ဆိုပြီးတော့တနင်္လာနေ့မနေ့မှာလိမ်ဝင်နေတဲ့လူတွေပြီးတော့မင်းညာတော့ကလည်းကျွန်တော်တို့ကအီရန်ကအမေရိကန်ကိုပြန်တန်းလို့ဆိုပြီးဒီမနေ့မှာကြာလိုက်လိမ်ဝင်နေတဲ့လူတွေအနေနဲ့ risk ကြီးကြီးမားမားကြုံရပါလိမ့်မယ် ဒီလိုမျိုးကြုံခဲ့ရကျွန်တော်အခုမှမဟုတ်ဘူးเนาะ2020 2012ပေါ့เนาะ Obama လက်ထက်တုန်းကလည်း Iran nuclear စစ်တမ်းနဲ့ပတ်သက်ပြီးတော့အငြင်းပွားမှုတွေဖြစ်တော့ရတယ်အဲ့တော့ကလည်း Iran က American စစ်ကမ်းတွေကိုအဲ nuclear ဒုံးပျံနေတဲ့ဘိုင်းနဲ့တိုက်မယ်ဆိုပြီးတော့အဲ့တော့ကလည်းကျွန်တော်တို့2012တုန်းကလည်း Twitter ဒီကျွန်တော်လှိမ်ဝင်ကြတယ်အဲ့တော့ကလည်းဈေးထိုးကြတာပဲပြီးတော့2020တုန်းကပေါ့เนาะ2019 20လောက်ပါပေါ့ကျွန်တော်တို့အဲ့တော့ဆိုရင်လည်းအမေရိကန်ကအီရန်စစ်ဖို့ချုပ်ကိုအီရက်အီရက်မှာလုတ်ကြံလိုက်တယ်။ဂျာလူကြီးတဲ့စစ်ဖို့ချုပ်ကိုနော်အဲ့မှာဆိုလဲ အာကျွန်တော်တို့ကအီရန်ကအမေရိကန်စစ်စခန်းကိုပြန်တိုက်မယ်ဘာညာဆိုပြီးတော့တကယ်လည်းပြန်တိုက်တာပဲဒါပေမဲ့သူတို့တိုက်တာဘာမှထိခိုက်မှုမရှိဘူးပေါ့နော်အဲ့ဒါဆိုတော့အီရန်မှာရှိတဲ့အမေရိကန်စစ်စခန်းချုပ်ဒုံးပြန်မှန်သွားတယ်ဒါပေမဲ့အမေရိကန်စစ်သားတယောက်မှမသိဘူးအမေရိကန်နိုင်ငံသားတယောက်မှမသိဘဲနဲ့စစ်စခန်းတွေပဲပျက်စီးသွားတာပေါ့နော်အဲ့တော့ကလည်းကျွန်တော်တို့ကဟာအီရန်နဲ့အမေရိကန်စစ်ဖြစ်တော့မယ်ဆိုပြီးတော့ဝယ်တဲ့လူတွေအမှဈေးကျပြီးတော့ရှုံးကြတာပဲအခုတစ်ခေါက်မှလည်းဟာအီရန်နဲ့အမေရိကန်အစ်စပရိတ်သုံးပွင့်ဆိုင်စစ်ပွဲကြီးဖြစ်တော့မယ်တတိယကမ္ဘာစစ်ဖြစ်တော့မယ်ဘာညာဆိုပြီးတော့ တပတ်ရှူလက်ဝယ်တဲ့လူတွေဈေးထိုးဆင်းတာအဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကပြိပခါတွေဖြစ်တိုင်းစစ်ပွဲတွေဖြစ်တိုင်းလည်းကျွန်တော်တို့ကတက်ပြီးလို့ဂျင်းတင်မဲ့လို့မရအောင်အထူးသဖြင့်အီရန်နဲ့ပြဿနာဖြစ်တိုင်းပေါ့နော်။ဘာလို့ဆိုတော့အီရန်နဲ့ကျွန်တော်တို့ဒီဆယ်စုနှစ်အတွင်းမှာ2012 2020 2000 2025 2025ဆယ်စုနှစ်အတွင်းမှာ၃ချိန်ပြဿနာဖြစ်တာ၃ချိန်လုံးမှာဈေးကမှန်းထားသလောက်မတက်ဘဲနဲ့အကျတွေပဲပြခဲ့တာဖြစ်တာပြသက်ခါမှာကျွန်တော်တို့ကဒီအနေထားမှာဈေးကစစ်ပွဲအကြီးကျယ်ဖြစ်တော့မှဈေးတက်မယ်ဆိုပြီးတော့လှိမ့်ဝယ်နေတဲ့မျိုးတွေကိုတတိထားဖို့လိုအပ်ပါတယ်။ အဲ့တော့ way when you know မှာကွာနီးပညာပိုင်းရမှာဥပမာဗျာ3390အထက်မှာဗျာတရက်တာဈေးပိတ်သွားလို့ဝဲတာမျိုးဆိုရင်တော့မှကျွန်တော်တို့ကခံတာသေးတယ်ခင်ဗျာမဟုတ်ဘဲနဲ့စစ်ပွဲတင်းကိုကျွန်တော်မျက်စိမှယုံပြီးတော့ဟာလိမ့်ဝင်နေရမျိုးဆိုရင်ဒီချိန်မှာကျွန်တော်တို့က risk အရင်များပါလိမ့်မယ်အဲ့အပတ်ကမှာကျွန်တော်ပြောခဲ့လိုမျိုးပဲတစ်ဖက်ကပါတင်းထွက်ပါစေကျွန်တော်နီးပညာပိုင်းရဝဲဖို့အတီးပြုချက်ရမှာကျွန်တော်အဝဲမှာဖြစ်ပါတယ်ကျွန်တော်ဘယ်ချိန်မှာကျွန်တော်အဝဲပဲတောက်ချောက်နိုင်မယ်ချိန်မှာ3390အထက်မှာဒီတစ်ပတ်တွင်ပေါ့နော်ကဘာရွှေစီတရက်တာဈေးပိတ်သွားရင်ကျွန်တော် ဲ့ချင်းဆိုတော့ကျွန်တော်ကြာတိုင်းလိုက်ဝယ်မှာဖြစ်ပါတယ်။390မှာတရက်အထက်မှာတရက်တာဈေးမပိတ်မချင်းတော့ရှင်းနေကျွန်တော်ကမ္ဘာရွှေကိုလက်ရှိအနေသားရအကြအာတာနေရဖြစ်တဲ့ကမ္ဘာဈေးတက်တိုင်းအမြင့်ဈေးမှာရောင်းဖို့ပဲစူးစမ်းမှာဖြစ်ပါတယ်ခင်ဗျ။အဲ့အဖရိကမှာကျွန်တော်လက်ရှိမှာဆိုတော့အီရန်အစ္စရေးအမေရိကန်အနေသားပဲလက်ရှိတုံးသက်ကြည့်မိတဲ့လောက်တော့တို့လေတံတွေပျော်ပြောင်းလာတာဖြစ်တဲ့ခါမှာဂျားထဲမှာ trade through တခုမဖြစ်ခင်တော့မကြခင်ကျွန်တော်ရပိုင်းအတွင်းဒီတစ်ပတ်လောက်အတွင်းမှာကျွန်တော်တို့အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်တွေပါရလာနိုင်တယ်ခင်ဗျအဲ့ဒီကမှာ Israel Iran ဒီပြဿနာပြီးသွားပြီဒါပေမဲ့ကျွန်တော်တခုတတိထားမှာဒီတစ်ပတ်ထဲမှာအမေရိကန်ပုံမှန်ဥက္ကရာပိုးဝဲကဒီနေ့ညမှာရောမနေ့ကညမှာရောလွတ်တော်မှာကျန်းသာအစီအခံမှုရှိတယ်ကျွန်တော်ကအီရန်ပြဿနာအောင်ဆက်နေချိန်မှာဒီချိန်မှာပိုးဝဲကအမေရိကန်လွတ်တော်မှာကျန်းသာအစီအခံတဲ့အခါမှာတခုခုထပြောခဲ့ရင်စီကွက်ကြီးကအလုတ်ကဖြစ်သွားနိုင်မယ်။အောက်မှာဘယ်ဘယ်လာတော့ဘန်တုံတို့တွန်းလိုက်ကြည့်ရှိတယ်။ဒါမှမဒီဒီလာဒီနေ့ထဲမှာဘန်တုံတို့ဘယ်နှကြိမ်တိရှော့ဖို့မှန်းထားတယ်။ဘန်တုံတို့ဘယ်လောက်ရှော့ဖို့ရှိတယ်လဲ။ဘာလဲအဲ့လိုမျိုးပြောခဲ့တဲ့ဆိုရင် ကဘာရွှေစည်းရပါတော့အလောက်ခက်ဖြစ်သွားနိုင်တယ်ခင်ဗျအဲ့ပိုးဝဲရဲ့စကားပြောတာကိုလည်းကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ပြီးတော့တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုဒေါ်လာအညွန့်ကင်းရန်ကျနေတချို့မှာဈေးကွက်နေတာပုံမှန်မဟုတ်ဘူးလို့ပြောလို့ရပြဒေါ်လာအညွန့်ကင်းလည်းကျနေလေတစ်ဖက်ကကဘာရွှေလည်းကျနေတယ်ဒါပေမဲ့မကြခင်မှာတော့တခုခုကပြန်တက်ပါလိမ့်မယ်ကျွန်တော်အများပြောမယ်ဆိုတော့ဒေါ်လာအင်းသက်ပဲပြန်တက်ပလာပါတော့เนาะအဲ့ဟာကိုကျွန်တော်တစ်ချက်ဆောင်ကြရဖြစ်ပါလေဒေါ်လာအင်းသက်လာကျွန်တော်ပြောခဲ့လို့မျိုးပေါ့เนาะ အရင်ဆုံး69အထက်တက်နိုင်ဖို့လိုအပ်တယ်။တရာအထက်တာတက်နိုင်ခဲ့ရင်တော့သတင်းပိုင်းရကဘာရွှေစီတောက်လျှောက်ကြဖို့ဖိအားဖြစ်စေသွားနိုင်တယ်။ဒါပေမဲ့လက်ရှိတက်ကတော့လက်ရှိကတော့ကျွန်တော်တို့တရာထက်ဆက်ဆိုင်69အထက်ပဲအရင်ဆုံးတက်နိုင်အောင်ဒေါ်လာအင်းတက်ကအနေထားကိုကြည့်တင်တယ်ပေါ့နော်ဒေါ်လာအင်းတက်က69အထက်တက်နိုင်အောင်မစိုးဘူးလက်ရှိအနေထားရ။အဲ့အပတက်ကတရာအထက်တက်နိုင်အောင်ပွက်ပြီးသွားပြီ။ကဘာရှိစေတရင်ပိုင်းရလဲအကြဖက်တောက်လျှောက်ဦးတည်သွားနိုင်တယ်ပေါ့နော်အဲ့အပရိကဒေါ်လာအင်းတက်တွေပါရင်ကျွန်တော်ဒီညမှာဘယ်လိုနေသားဆက်ဖြစ်လာမလဲပိုးဝဲ ွတ်တော်မှာကျန်းတာအစီအခံပူပြီးမှဘလို့တွေဖြစ်လာမလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိမှာတော့သတင်းပိုင်းရလဲကျွန်တော်အမြန်ပြောမယ်ဆိုရင်တော့ကဘာရွှေစေးရအကြဘက်ကိုအားတာနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘာရွှေစေးကြမယ်ဆိုရင်တော့မှအပေါ်ကိုဈေးဆွဲတင်ပြီးမှထိုးကြတော့လို့ဖြစ်နိုင်ခြေရှိတာမလို့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်အောက်စီဒီမှာလိုက်ရောက်နိုင်စားရမနော်။ကျွန်တော်ဒီပညာပိုင်းရ၃၀ထားတဲ့မျိုးပဲဈေးတက်တိုင်းအမြင့်ဈေးမှာလိုက်ရောက်တာမျိုးတော့ကျွန်တော်တို့အတွက် risk ပိုနည်းနိုင်ခြင်းရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးရောကျွန်တော်ဒီနေ့ ဂျွန်လ24ရက်နေ့တည်းတာကမ္ဘာရွှေစည်းကွက်သုံးနှချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးနှချက်ဗီဒီယိုတွေကို app to take ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြကြပါကျွန်တော်စီမံဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တည်တံ့အခြေခံတဲ့နေနဲ့တက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေစုံစမ်းမြင်နိုင်ပါတယ်ခင်ဗျကမ္ဘာ့ချွေတိုက်တာအလုံးပဲကျွန်တော်တို့ဒီနေ့ဂျွန်လ24ရက်နေ့တည်တာအတွက်ကမ္ဘာ့ချွေစီတက်ကြအောင်ကျွန်တော်တို့မှတ်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်များပတ်စံနေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ